ကောင်းလေးရတူမိပါတွေကိုတခါမှမတွေ့ဘူးပဲမယ်ကံကောင်းတာကသူ့အပိုးနဲ့ပါကမွေးစားခဲ့လို့ကံကောင်းနေခဲ့တာပါဒီဘတော်ကတကယ်ချင်းလို့ပဲနေထိုင်ခဲ့ကြပြီးတူတူတော်ကရေပန်ရဲ့မိပြတိုင်းမှာအလုပ်လုပ်ခဲ့ကြတာတဲ့အဲ့ဒီမိပြတဲ့ကတာမန်မိပြတဲ့တော်ဟုတ်မနေပါဘူးအပူကညာတိုင်းမိပြပြီးတခြားကဘာအမောင်တို့မလာနိုင်အောင်တားဆီးထားတာပါဒန်နာရီတွေရတော့မိပြတဲ့တန်မိမလင်းတော့ရင်မုတ်ဆူကြီးကမြစ်ထဲလာပြီးမောဥယိုတင်နဲ့ဝိညာဉ်တမင်ကြီးကိုလှရှာမယ်ဆိုပြီးပြောဆိုထားတာရှိခဲ့ပူပါတယ် အဲ့ဒီမိုးအချိုကရေတွေကိုစင်းစင်းစေပြီးတက်ရှိတွေကိုကြီးပြန်လာစေတယ်။မုံဆိုးကြီးသာမိုးအချိုကိုရရရင်မြစ်တရာနဲ့ခြောက်ခမ်းတော့မှာပဲဖြစ်တယ်။ဒါပေမဲ့ကုလေတီတော်မြစ်ကစင်းစင်းနေစေတည်တယ်။ကီကန်ကတော့မြူတဲကိုလာပြီးဂျီဂျီတီဘိုတက်စီရီပြောင်းကိုငားခဲ့ပြီးအင်ကိုပြန်ခဲ့မှတယ်။အင်ကိုရောက်တဲ့ခါမှာတော့ဘဲတွားလို့နှောက်ချလာတယ်။ကားပိတ်နေလို့ပါဗျာ။မင်းကလည်းမင်းပို့လို့ပဲဘဲတော့မှမခံဘူး။မင်းပို့လို့ပဲတစက်မှချစ်စံမကောင်းဘူး။ဟေးဟေးချစ်လေမင်းနော်။ငါတို့မင်းပို့အဲ့လိုတော့ပြောရမှာကွာ။မင်းမင်းငေါ့ချစ်လို့ရွေးတာမဟုတ်ဘူးလား။ဟိုဖတော်စမ်းလား။ဘာလို့ချစ်လို့ မချစ်မငယ်နဲ့ဘာလို့လာပြောညာတော့တော်ပြီတော်ပြီရှင်တို့နဲ့မပြောတော့သွားဆန်ရှိရသွားလာပဲကောင်းတယ်ဒီကံကတော့သူယူလာတဲ့ဒီဂျီကိုအေးမေးပွန်းကြောင့်ကလို့နေခဲ့ပါတယ်ကန်းနေတဲ့ပြည်သူကခန်းလာတော့တဲ့ကြောင့်ထိုင်ကရင်းနှီးတောက်လို့နေခဲ့ပြီးခွင့်ရောက်ချီကရေဟာစက်ကူပေါ်မှာပေးသွားပြီး survive mode ကိုမြင်သွားတဲ့ကြောင့်စက်ကူပြည့်စက်မှာမုတ်ဆိုးကြီးညင်ရကတုံးလို့ရတယ်လို့ပြောဆိုခဲ့ပါတယ်အပူပြည့်ကတော့မုတ်ဆိုးပေါ်ကိုဆွဲတာတကယ်ရှိတယ်ဒါကဒဏ္ဍာရီတက်တက်ပဲဖြစ်တယ်လို့ကေကံကပြောဆိုခဲ့ပြီး အဖိုးဖြစ်သူကတော့သူကအမောင်တို့ကြီးပဲသူ့ကိုတားဆီးနိုင်မဲ့သူကအဖိုးရဲ့မော်လင်းအောင်လေးပဲရှိတယ်။အဲနောက်မှာတော့မေခွန်းယောက်ကမိမောင်ထိုးရမယ့်အချိန်မရောက်ခင်မန်နီကိုတန်ရှင်းလို့နေခဲ့ပြီးအပူဒီတို့ကချမ်းမကြီးမကောင်းလာကြအောင်အရင်ကလိုမလုပ်နိုင်တော့တာကြောင့်ခဏထိုင်နှားခဲ့ပြီးကီကန်ကကျန်းသားတွေကိုဆက်လုပ်မယ်လို့ပြောဆိုခဲ့ပါတယ်။အပူဒီတို့ကတော့ညနေစေးစားရဲ့နေဝင်ချိန်ကိုကြည့်လို့နေခဲ့ပြီးဥဒီတို့ကလည်းနေဝင်စေးစားနဲ့တူထားပါလားပြောဆုံးသွားရပါတယ်။အပူပြစ်တို့ကအခဝန္နာပါလာကြောင့်သူ့ရဲ့ဇာပနာကိုအကန့်နဲ့လုပ်ပေးခဲ့ပါတယ် ကီကန်မျိုးတဲကိုလာချိန်မှာတော့မောလာကနေမွန်းတဲ့ချိန်ရေတခုမှတွေ့ချင်မလို့ချိန်ဆိုခဲ့ပါတယ်။ကိုပြောလိုက်တော့ဗာပြင်ပါလေ။အရေးကြီးကိစ္စတွေကနေမွန်းတဲ့ချိန်မှာပြောတာကပို့ပြီးတဲ့ဒိတ်ပဲရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ကီကန်ကတော့ဒီဂျေအငားဆိုင်ကိုထပ်မံရောက်လာပြီးဒီဂျေဆက်မတီးကျင်တော့ဘူး။အပေါ်မရှိတော့ကျွန်တော်ကြည့်လိုက်တဲ့ဒီဂျေတွေကအတော့ဝင်မှမဟုတ်ကြောင်းပြောတော့ရပါတယ်။မေးဆက်မလို့ချိန်မှာတော့တခြားတယောက်ရှာရတာပေါ့လို့ပြောဆိုခဲ့ပါတယ်။ကီကန်တဲ့အပစ်သူမရှိတော့တဲ့ကြောင့်ပြောလို့မနေပဲအရင်ကမတန်းကျင်ချက်ကူထားတဲ့သူတို့မြေပုတွေကထားတဲ့ဗီဒီယိုကိုကြည့်လို့နေခဲ့ပါတယ် ရုပ်တရက်လေယာဉ်ကျန်းကျန်းစာတက်ထွက်လို့လာရပြီးသူကပြိုးကျမလို့ဖြစ်သွားရပါနဲ့အကောင်လေးရက်လေးတိုက်ချင်းလာကြောင်ပါတော့ကြပြီစိတ်ကတော့သူနဲ့ကိနေလို့နေခဲ့ပြီးတွန်းထုတ်လိုက်ချိန်မှာသူ့ရဲ့နေချက်ကပါတော့တဲ့ကြောင်ပြန်ယူလို့နေခဲ့ပြီးမြင်းချင်းရောက်တော့မလို့ဖြစ်လို့ပြောရပါတယ်အဲပါစိတ်စီပါတော့တဲ့နေချက်ကိုဆွဲကပြန်တက်လို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့စိတ်ကအပေါ်ရောက်အောင်မတင်ပေးခဲ့တာကြောင်ဒုက္ခရောက်ချိန်မှာဘူရာကရောက်လို့လာပြီးအပေါ်အဆွဲတင်ပေးလိုက်ပါတယ်လူကြောက်လာတယ်မို့လားနည်းလေမွန်းတဲ့ချိန်မှာမင်းကိုချင်းထားတယ်လေမင်းနေရလားလို့ပြောဆိုခဲ့ပါတယ် ဲနောက်ကတော့အမြဲတမ်းပြေးပြီမယ်ဘယ်တော့မှလမ်းမလျှောက်ဘူးတခါတလေမှရေရွတ်နေပြီမယ်ဘယ်တော့မှစကားမပြောဘူးအိပ်ရာရှိပြီမယ်ဘယ်တော့မှမအိပ်ဘူးဗဇက်ရှိပြီမယ်ဘယ်တော့မှမစားဘူးဘေးစီကိုမေးခဲ့ပါတယ်ဒီလိုဟန်ချက်ထိပြီးလမ်းလျှောက်နေခြင်းမှာဒီလိုမမေးပါနဲ့လားလို့ပြောဆိုခဲ့ပြီးတိုးဝါလိပ်ပြောင်လိုက်ဖမ်းလာကြောင်းကီကန်တယောက်ရေထဲပြုတ်ကျလို့တွားရပြီးအောက်ကိုရောက်လို့တွားရပါတယ်အောက်ကိုရောက်တဲ့ခါမှာတော့ငါတို့ဘယ်လိုပြန်တက်ကြမှာလဲနေပါဦးခုမှရောက်တာအစ်စစ်ပေါ်လို့မိုးလာကပြောဆိုရပါလမ်းစမ်းမှာအပြော်လေးလို့လုံမနေနဲ့လို့ပြောစပြီးထွက်သွားခဲ့ပါတယ်ကော်မတီကရေကိုနေပြီးကနေရကြောင်းကီကန်တယောက် ကျွန်တော်တောင်ဖြစ်လို့နေခဲ့ပြီးတူတဲ့မာရီလိုပဲရပါမှာလို့ထင်တာကြောင့်ရေကိုနင်းလိုက်ချိန်မှတော့ပြုတ်ကြလို့တွားရပါတယ်။အိုးနဲ့ရေကပေါ်လို့တွားရပြီးနှစ်ချက်ကလည်းအစားခံလိုက်ရတော့စိတ်မချဖြစ်လို့နေခဲ့ပြီးမာရီကတော့ရေဆူနေတဲ့ပုံကိုမိနဲ့မလန်းမကန်းမှအပူပေးလိုက်ပါတယ်။ခဏကြာမှတော့ပုံကပြန်ကောင်းလို့တွားရပြီးရိုက်ထားတဲ့ဗီဒီယိုကိုပြန်ကြည့်ကစိတ်မကောင်းဖြစ်လို့နေခဲ့တာတယ်။မနက်ရောက်တဲ့ခါမှတော့ဖားကသူ့ကောင်းပေါ်ရောက်နေရကြောင်းလန့်ပြီးပို့ထုတ်လိုက်ပါတယ်။အရင်ကတကြလုံးတွေကိုခေါ်လာကသူတို့စားဖို့မဟုတ်ပဲသူတို့ရဲ့ကလေးတွေကိုရွှေခွေးရတာဖြစ်တယ်လို့ပြောကတောင်းပန်ခဲ့ပါတယ်။အဲ မင်းကဘယ်လိုတည်ပြီးဘာသာတက်ရတာလဲငါမတက်ပါဘူးပန်နေနဲ့ပန်နေရတက်တာလို့ပြောလိုက်ပြီးနောက်ကိုလက်ကြည့်တဲ့ချိန်မှာတော့လမ်းလို့တွားရပါတယ်ဟယ်လိုငါပန်နေငါမန်နေဘာလို့တမင်လင်းများကမိတ်ဆက်ခဲ့ပါတယ်အဲ့လိုပြောနေတော့မှပဲခုမြင်နေရတဲ့တမင်ထက်ပိုကြည့်တဲ့တမင်ကရောက်လို့လာတာကြောင့်ပြေးပုံးမယ်လို့တာပေါ့ကြည့်ရှင်နော်သူတို့ပိုးမယ်နေရမှာတမင်တကောင်ကရှိလို့နေခဲ့ပြီးသူတို့နှစ်ယောက်လုံးကိုတမင်ရဲ့ဥကျုံနဲ့ခေါ်လို့တွားရပါတယ်ဥကျုံပေါ်ကနေမြင်လိုက်ရတာကတမင်နေရကလို့နေခဲ့ပြီးရောက်တဲ့ခါမှာတော့သူတို့ညောက်ပါဝင်ကခဲ့ပါတယ် အစမှာတော့ကီကန်ကြောက်လန့်လွတ်နေခဲ့ပြီးနောက်ပိုင်းမှာတော့တိုင်တိုင်ရရဖြစ်ကလမ်းလျှောက်စကားပြောဆိုခဲ့ပါတယ်ကျွန်တော်ကြောက်ကြတာတော့ခင်ဗျားတို့တွေမတွုံးမီဆိုတာပဲဒါနဲ့ခင်ဗျားတို့တက်ကဘယ်လောက်လဲငါတို့တဲမှာတော့ပက်ထရစ်ကအစီဆုံးမယ်อืมသူ့အတက်ကနှစ်ပေါင်း၄လလောက်ရှိပြင်တာပဲအဲ့ဆိုခင်ဗျားဟာရောပါအတက်ကနှစ်သိန်းကဆက်ပြီးဆက်မမဲ့တော့တာအခုချိန်ဒီပဲကွာတဖက်မှာတော့မုတ်ဆိုးကြီးကတလစ်ဆန်နေရဲ့ခြေရောက်တွေ့ရတာကြောင့်ထောင်ချောက်ဆင်လို့နေခဲ့ပါတယ်အဲနောက်မှာတော့တမင်တွေကသူတို့ကစားတဲ့နေရာကိုခေါ်လို့တွားပြီးထိုင်ကြည့်လို့နေခဲ့ပါတယ်ကြည့်နေတဲ့အချိန်မှာဘောလို့လို့ရင်းနဲ့တမင်နှာခေါင်ကဥယျာဉ်ကြီးလို့ကြားပြီး တို့နှကောင်ကပွေးနားလိုက်ရပါတယ်ဘဲနောက်မှာတော့လိုနေတဲ့နေရာမှာကီကန်ကိုကစားခိုင်းခဲ့ပါတယ်ကီကန်တယောက်မှကစားခြင်းတာကြောင့်ငင်းလို့နေခဲ့ပြီးမေပေါ်ကဒီကစားနေမှာအရန်တော်တယ်ဆိုပြီးတော့မင်းတို့လည်းတင်ပေးထားတယ်မဟုတ်လားဟုတ်တယ်တင်ပေးထားတယ်အဲ့ဒါဆိုသူကိုလို့ကြအောင်ခွေးနေပြီးသူတင်ပေးထားတဲ့အချိန်လိုက်လို့ကိုသူဆူခဲ့ပြီးငက်တွေကိုလည်းကီကန်အတွက်အကဝဲလို့ပေးခိုင်းခဲ့ပါတယ်အဲ့နောက်မှာတော့ကောင်လေးရောကစားခဲ့ပြီးသူကစားချိန်မှာတော့သူ့စီဆောင်တဲ့ဘောလုံးတွေကိုတားဖို့ကြိုးစားခဲ့ပေမဲ့အချက်ကမမိတာကြောင့်တမင်တွေကကြားဖက်လို့လို့တွားရပါတယ်လို့ဆက်ပါကီကန် မင်းမှုချင်းတဲ့လိုခံစားပြီးစုကစားတော့ပြီးခဲ့တာကြောင့်စုကစားလို့နေခဲ့ပြီးတကိုးသွင်းလိုက်တာကြောင့်ကီဂန်ပရဒါတွေကလည်းပြောလို့နေခဲ့ပါတယ်ဒီတော့တားနေတဲ့ကြောင့်ဂိုးပြေးလိုက်ရတာကြောင့်မခံမရနိုင်ပြီးပြီးဘောလုံးကိုကောက်ပြစ်လိုက်ပါတယ်ပြစ်လိုက်တဲ့ဘောလုံးကိုတောက်ောက်ခံခဲ့ပြီးကီဂန်ဒီတောက်ောက်မယ်လို့ပြောစုကတော်တော်ရဲ့ပါတယ်အဲတော့မှတော့သူကလိုက်ချင်ရင်လည်းအဆောက်အအုံကြီးတဲ့ကိုရောက်လို့တားရပြီးသူ့နောက်ကနေလူတယောက်ရောက်လာပြီးကြည့်တဲ့အချိန်မှာတော့ခမရကမူဆိုကြည့်ပဲဟုတ်တယ်မင်းပြောစလို့ငါကမူဆိုကြည့်ပဲမင်းကမင်းပြလိုက်ကမိကိုပြစ်လိုက်တာပဲဒါကငါတော့တော့စိန်ခေါ်မှုပဲလို့ပြောစုခဲ့ပါတယ် ငါမင်းကိုကျေးဇူးတင်တဲ့အနေနဲ့ငါကပါကိုလိုက်လိုက်ရဲမင်းရဲ့အရင်ဘောကိုပြန်ရမယ်လို့ပြောဆိုခဲ့ပြီးတင်းတော့ကိုကခမရကိုဘယ်တော့မှမလျော်ဖို့မှာတာပဲအဲ့ဒါတော့မင်းတော်လေးလို့ပြောဆိုခဲ့ပြီးပျောက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့တမင်တွေကကီကန်တယောက်ဘောလုံးတောက်ောက်တာချတာတာကြောင့်လက်ဆိုင်ရင်းနဲ့အဆောင်အုံတဲမှာသူ့လိုပြောခဲ့ပါတယ်မင်းမဖြစ်ရင်လေတေးမြေခဲ့လို့လားမဟုတ်ပါဘူးငါအမောင်ကိုကြော်သွားတာပါဟုတ်တယ်ဒီနေရာအမောင်မဲဆိုမယ်ဒီနေရာကြောက်စိတ်တွေနဲ့ရင်ဆိုင်ရတဲ့နေရာလို့ပြောဆိုခဲ့ပါတယ်အဲ့နောက်သူတို့တွေကတမင်ကဘာမှမကြောက်နဲ့ငါရှိတယ်လို့ပြောဆိုခဲ့ပြီးဟုတ်လား မင်းရဲ့ဥချုပ်မှာပိုးအောင်လို့ပြောတော့ကြောက်လို့ပြောရပြီတပတ်ကကြည့်နေတဲ့တမင်တွေကလည်းဝိုင်းရခဲ့ကြပါတယ်ကီရန်ကိုတမင်ကြီးကမိတီကျောက်စစ်ကိုအန်တုနိုင်အမောက်လူကိုလည်းအန်တုနိုင်တာပေါ့ မင်းကအနေထင်းလို့ရနူးစက်တွေလက်စကန်းလာခဲ့တာမဲထိပဲလို့ပြောဆိုခဲ့ပါတယ်။အဲနောက်မှာတော့သူ့အမိဘေးမှာရှိတဲ့ဝိညာဉ်ထဲတဲ့နေရာကိုပို့ပေးခဲ့ပြီးအဖိုးကြီးကြောင့်ဓာတ်ရွားတည်လာနှာခေါင်းကြီးကြီးဖားဖလက်နဲ့လေလို့ဝီးစီးတဲ့ခါမှာတော့သူကဒင်းရောင်ဖျက်ထားတာကြာတယ်လို့ပြောဆိုခဲ့ပါတယ်။အဲနောက်မှာတော့တမင်တွေပြောမြို့နေချိန်မှာမို့သူကတနက်နဲ့ပြစ်လိုက်တာကြောင့်တမင်တကောင်းရဲ့ဥစုကချိုးလို့တွားရပါတယ်။အဲနောက်တမင်တွေကလန်ထွားလာကြောင့်ပြေးခဲ့ကြပြီးမို့သူကတော့နောက်ကနေလိုက်လို့နေခဲ့ပြီးသူ့ထောင်ချောက်ဆင်ထားတဲ့နေရာကိုရောက်သွားချိန်မှာတော့တမင်ကိုဖမ်းဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ကဲမကောင်းတာကတမင်တကောင်ကကြွက်တက်လို့နေခဲ့ပြီးနောက်ကျကြံခဲ့တာကြောင့်မော်ဆိုးကြီးကဖမ်းမိလို့တွားရပါတယ်။အဲဒီအချိန်မှာတမင်ကြီးကရောက်လာလိုက်ပြီးတမင်ကြီးနဲ့မော်ဆိုးလိုတိုက်ခတ်ကြပါတယ်။အဲဒီအချိန်မော်ဆိုးကြီးကပြေးလာတဲ့ခေကံကိုဖမ်းလာထောင်ချောက်ဆင်ခဲ့လိုက်ပြီးမင်းရဲ့ဥကြိုလာပေးရင်အကုန်အိမ်ပြန်လို့ရပြီ။မြစ်တေကိုတားဆီးနိုင်စမ်းနဲ့ငါကနေရာတိုင်းမှာရှိတဲ့အမောက်ကိုဖျက်ဆော်လာနိုင်တော့မယ်။အဲနောက်မှာတော့ကောင်လေးကိုကဲကျင်တာကြောင့်အညက်ခံရလိုက်ပြီးကောင်လေးကိုအလိုမပေးပဲစစ်ပစ်မှာချိန်ဆွဲလိုက်ပါတယ်။အဲနောက်မှာတော့တမင်ကြီးကတီးလို့သွားရပြီ ဥကျော်ကလည်းမရှိတော့တာကြောင့်မြေချောင်းကြီးကလည်းလိုလိုခန်းချောက်တွားရပါတယ်အဲဒါကြောင့်မတော့ကောင်းလေးရမို့ဆိုးနောက်ကိုလိုက်ခဲ့ပြီမင်းကကျေးဇူးတင်နေတယ်ဘာကြောင့်လဲဆိုတော့မြေတာမရှိရင်မင်းလည်းမိပြတိုင်းမှာကာကွယ်စံမလို့တော့ဥလိုပြောဆိုခဲ့ပါတယ်တန်ဖကတမင်ကတော့မို့ဆိုးကြီးကိုဥကျော်တင်နေအတူမထွက်တော့ဘူးတားဟန်းခဲ့ပါတယ်အဲဒီလိုပြောလိုက်တာကြောင့်ဂီကန်ကစတင်တိုက်ခတ်ခဲ့ပြီးမို့ဆိုးကြီးရဲ့လေကိုလည်းသူရှိတဲ့ဘက်ကိုလဲစီဖို့အတွက်ငါးတွေကလည်းအကူအညီပေးခဲ့ပါတယ်အဲနောက်မှာတော့ဂီကန်ကမို့ဆိုးကြီးနဲ့တိုက်ခတ်လို့နေခဲ့ပြီးအော်မမခြေဆွဲထားတဲ့ဥကျော်ကိုတက်ချပြီးရေထဲကိုပစ်ချလိုက်ပါတယ်ပြစ်ချလိုက်တဲ့နောက်မှာတော့ရေခဲက ရေးသမင်းကပေါ်လို့လာရပြီးမော့ဆိုးကြီးကထဝရပြဆုံးသွားရပါတယ်။အဲဒီနောက်မှာတော့တရိတ်ဆန်နေရတယ်မော့ဆိုးကြီးမရှိရကြပျော်လွင့်နေခဲ့ပြီးကောင်းလေးကတော့ရေထဲမှာလမ်းလျှောက်တဲ့လူဝတ်ချက်ကိုတိလို့သွားပြီးရေထဲလမ်းလျှောက်ရင်မြစ်ထဲကရေတွေကဥကြုံမရှိပဲဘာလို့စစ်စစ်နေတာလဲဆိုတာတွေးစရာဖြစ်လာရပါတယ်။အဲ့ဒါကတော့သူတို့တွေကတမန်တော်ကလူလူပေါင်မဲလို့ဖြစ်တယ် ပြီးတော့တမင်တွေရဲ့ဘေးရင်မှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်အဲနောက်မှာတော့ကောင်းလေးတို့ကတမင်တွေကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်စစောကကောင်းမလေးမိတယ်ဘေးတရားမြင့်တက်တယ်ဆိုတာကိုပြောပြလိုက်ပါတယ်အဲနောက်မှာတော့ကောင်းလေးကနောက်တစ်ခါဒီစီဆန်ကိုရောက်လွတ်လာပြီးဒီစီတိမဲ့တို့နောက်တစ်ခါလူတေးလာလို့ထပ်မံမေးခဲ့ပါတယ်မိမဲ့အရင်ကမလို့တော့ဘူးလို့ပြောတော့ငါနောက်တစ်ယောက်ရှာပြီးသွားပြီလို့ပြောဆိုတော့ကီဂန်တယောက်စိတ်မကောင်းဖြစ်လို့နေခဲ့ပြီးဆက်လာပါရုံမင်းအတွက် ီဇိုင်းရှိပါတယ်လို့ပြောပြီးပေးလိုက်ပါတယ်။အဲနောက်မှာတော့ကောင်းလေးကပီတူရဲ့အလုပ်ဖြစ်တယ်။မျောစင်ကနေမိမောက်ထိုးတော်ကိုဆက်လုပ်လုပ်နေခဲ့ပြီးတခါမှတော့ဒီစီတီကအားလုံးကလည်းအရင်တိုင်းပျော်ရွှင်လို့နေခဲ့ပြီးကောက်ခုံလေးခဲ့ကြပါတယ်။